ရသခင်ခြေစွတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားပေးရန်အတွက်ယောမဩရစာခန်းကြီး၈အပိုင်ငယ်၁၇တားမှန်လင်အမွေခံဖျားသခင်အမွေခံဖြစ်ကြ၏ခရစ်တော်နှင့်အတူဘုန်းဝင်စားမိအကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလင်ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ဒီနှုတ်ကပတ်တော်ကပေါ့ဖော်ပြလဲဆိုရင်ဖျားသားသမီးကဖျားသခင်အမွေကိုခံရပါလား အဲ့ဒီအမွေခံလို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတော်များကဘုရားသခင်အကောင်းကြီးမင်္ဂလာချမ်းသာခြင်းချမ်းသာကြွယ်ဝခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းကောင်းတဲ့အခြေအနေတွေကိုပဲကျွန်တော်တို့ကခံယူမိတတ်ပါလားအမွေခံလို့ပြောတဲ့အခါမှာခရစ်တော်နဲ့အတူဆက်ဆံတဲ့ဆင်းရဲဒုက္ခကိုလည်းအမွေခံရတဲ့သူဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တစ်ဖက်မှာနားလည်ဖို့ဖြစ်ပါလားကောင်းကြီးမင်္ဂလာကို အမွေခံရတဲ့အခါမှာဝမ်းမြောက်တဲ့ကဲ့သို့ခရစ်တော်နဲ့အတူဆင်းရဲဒုက္ခကိုအမွေခံရတဲ့အခါမှာလည်း ဝမ်းမြောက်တတ်ဖို့အင်မတန်ရည်ကြီးပါလေ။ဒါကြောင့်ယုံကြည်သူဖျားသားသမီးဆိုတာကဖျားသခင်ရဲ့ကောင်းကြီးမြင်္ဂလာဝမ်းမြောက်စရာအခြေအနေတွေကိုအမွေခံရတဲ့ကဲတို့ခရစ်တော်အားဖြင့်ခရစ်တော်ကြောင့်ဒုက္ခဆင်းရဲခြင်းကိုအမွေခံရတဲ့သူတွေလည်းဖြစ်တယ်ဆိုတော့ကိုမမေ့ဖို့အင်မတန်ရည်ကြီးပါလေ။ဒီနေရာမှာတချို့ကအားခရစ်တော်ကကျွန်တော်တို့ခံရမဲ့ဒုက္ခဆင်းရဲခြင်းရှိသည်မြောက်လောကကတိုင်းမှာခံပြီးသွားပြီ။ဘာဆင်းရဲခြင်းမှခံစရာမလိုတော့ဘူးလို့အထင်မှတ်မှားတဲ့သူတွေရှိပါလား။ မှန်ပါတယ်ခရစ်တော်ကကျွန်တော်တို့ခံရမယ့်ဆင်းရဲခြင်းရှိသမျှကြင်ကျင်းအမင်္ဂလာအလုံးခံသွားတယ်ယေရှုခံခဲ့ပြီးပြီဆိုတော့လုံးဝမှန်ပါတယ်ဘာလို့ဆိုနှစ်ကောခန်းကြီးရှစ်အပိုင်ငယ်ကိုမှဒီလိုရေးတာ哦အကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲခံတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောကြီးစုတော်ကိုသင်တို့သိကြ၏လို့ကျမ်းစာကရေးပါတယ်ကျွန်တော်တို့စီးစိမ်ရှိဖို့အတွက် ခင်ရှုကဆင်းရဲခြင်းကိုခံခဲ့တယ်။ခရစ်တော်ဆင်းရဲခြင်းခံခဲ့တာကျွန်တော်တို့ချမ်းသာဒုက္ခခံစားရဖို့ဖြစ်ပါလေ။ခရစ်တော်ချိန်ခြင်းခံခဲ့တာကျွန်တော်တို့ကောင်းကြီးမင်္ဂလာခံရဖို့ဖြစ်ပါလေ။အာရန်ကြောင့်ဖြစ်လာတဲ့အပြစ်ရဲ့အကျိုးဆက်ဆင်းရဲဒုက္ခချိန်ခြင်းအမင်္ဂလာအားလုံးကိုခရစ်တော်ကလဝါကတိုင်းမှာခံပေးပြီးသွားပြီဖြစ်ပါလေ။ကျွန်တော်တို့ကိုယ်စားခံပြီးသွားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီအာရန်ကနေဖြစ်ပွားလာတဲ့အပြစ်ရဲ့အကျိုးဆက်ဆင်းရဲဒုက္ခကိုခံစရာအကြောင်းမရှိတော့ပါဘူး။ အာရန်ကြောင့်ခံရမယ်အပြစ်ရဲ့အကျိုးဆက်ဆင်းရဲခြင်းခံစရာမလိုတော့ပါဘူးဒါမရှိတော့ပါဘူးဘာလို့ခရစ်တော်ခံပြီးသွားပြီသို့တော်ခရစ်တော်ကြောင့်ခံရမယ်ခရစ်တော်နဲ့ဆက်ဆံနဲ့တွေ့ကြုံရမယ်ဆင်းရဲခြင်းဒုက္ခကတော့ရှိပါတယ်အာရန်ကြောင့်ခံရတဲ့ဆင်းရဲခြင်းကမြင်္ဂလာမရှိပေမဲ့ခရစ်တော်ကြောင့်ခံရတဲ့ဆင်းရဲခြင်းကတော့မြင်္ဂလာရှိပါတယ်ဒါကြောင့်မို့ရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး၄ အပိုင်ငယ်၁၂ကနေ၁၃မှာဗာပြောလဲဆိုရင်ချစ်သူတို့သင်တို့ကိုစုံစမ်းရဖို့ယခုခံရသော မီးစစ်ခြင်းအရာကိုကသင်တို့၌အံ့ဖွယ်သော အရာဖြစ်သည်ဟုထင်မှတ်၍အံ့ဩခြင်းမရှိကြနှင့်သင်တို့သည်ခရစ်တော်၏စင်ရဲကိုဆက်ဆံကြသည်ဖြစ်၍ဘုံတော်ပေါ်ထွန်းသောအခါအလွန်ဝမ်းမြောက်ရွှင်လန်းမိအကြောင်းယခုပင် ဝမ်းမြောက်ကြလော့ဒီနေ့နှုတ်ကပတ်တော်ကဘာဖော်ပြလဲဆိုရင် ကျွန်တော်တို့ဟာတဲ့ခရစ်တော်ကြီးစင်ရဲကိုဆက်ဆံကြတဲ့သူတွေဖြစ်တယ်။ဒါကြောင့်မို့တဲ့ယခုဒီဒုက္ခစင်ရဲခြင်းခရစ်တော်ကြောင့်ဒုက္ခစင်ရဲခြင်းခံတဲ့အခါမှာတဲ့ယခုပင်ဝမ်းမြောက်ပါတဲ့။ဘာဖြစ်လို့လဲဆိုရင်တဲ့ဖခင်ဘုန်းတော်ပေါ်ထွန်းတဲ့အခါမှာတမလုံးမှာသင်ရဲ့ဝမ်းမြောက်စရာအကြောင်းကရှိနေပါလေ။ဒါကြောင့်ခြေတော်ကြီးကိုရောက်စီတိုင်းသင်နဲ့ကျွန်တော်ကဖခင်ရဲ့သားသမီးဖြစ်တော်ကြောင့်ဖခင်ရဲ့အမွေကိုခံရပါတယ်။အဲ့ဒီအမွေဆိုတဲ့အရာထဲမှာကောင်းကြီးမင်္ဂလာကျမ်းမာခြင်းလှုပ်ခြင်းခွင့်ဆိုတဲ့ကောင်းတဲ့အခြေအနေတွေပါတဲ့ကဲ့သို့ ခရစ်တော်ကြောင့်ခံရမယ့်အာနေခြင်း၊ကဲ့ရဲ့ခြင်း၊ဆင်းရဲခြင်း၊ညင်ဆဲနှိပ်စက်ခြင်း၊ကြက်တဲစွာသောဒုက္ခဝေဒနာခံခြင်းတို့လည်းပါဝင်နေတယ်ဆိုတာကိုသတိပြုဖို့ဖြစ်ပါတယ်။ခရစ်တော်ကြောင့်သင်ခံရတဲ့အရာကကောင်းတဲ့အခြေအနေ ဖြစ်ပါစေ။ဆိုးတဲ့အခြေအနေကြုံရတဲ့အခြေအနေဖြစ်ပါစေ။ဝမ်းမြောက်ရွှင်လန်းခြင်းရှိပြီးတော့ကျေနပ်စွာခံယူဖို့ဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာရှမသဲခန်းကြီး7အပိုင်းငယ်2ကနေ6ကိုကြည့်တဲ့အခါမှာပါတီဇန်ဆရာယောဟန်ရဲ့အကြောင်းကိုတွေ့ရပါတယ်။ ဗတ္တိဇံဆရာယောဟန်ကထောင်ထဲကိုရောက်သွားတဲ့ချိန်မှာတကယ့်ဒုက္ခဆင်းရဲခြင်းအခက်ခဲအကျက်တဲတွေကိုရောက်သွားတဲ့ချိန်မှာသခင်ရှုပုံမှာသူတန်တရားဝင်မိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့လို့သူ့ရဲ့တပည့်တော်နှစ်ယောက်ကိုဆေးလွတ်ပြီးတော့သခင်ရှုကိုမေးခိုင်းတယ်။ကိုတော်သည်ကြွလာတော်သူမှန်သလားသို့မဟုတ်အခြားတော်သူကိုမျှော်လင့်ရပါမည်တော်ဟု မေးလျှောက်စီခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။တကယ်တော့ဗာတိဇံဆရာယောဟန်ကယေရှုကိုသူကိုယ်တိုင်နှိမ့်ချင်းပေးခဲ့တာဖြစ်ပါတယ်။သူကိုယ်တိုင်ပဲပြောခဲ့တယ် ဤလောကကြီးအဖြစ်ကိုဆောင်းသွားသောသိုးသူငယ်ကိုကြည်လောလို့သူကိုယ်တိုင်ပြောခဲ့ပါတယ်။ဒါနဲ့မကသေးဘူး။ကောင်းကင်ကနေပြီးတော့အတန်ကြားရတယ်။ဤသူကငါနှစ်သက်မြတ်လို့ရငါ့ချစ်သားဗေဒီဟုသောအတန်ကိုလည်းကြားခဲ့ရပါတယ်။သူကိုယ်တိုင်လည်းတတ်သိခံခဲ့ပါတယ်။ဤသူအားတဲ့ဖခင်သခင်သားတော်ဖြစ်ကြောင်းကိုယောဟန်ကိုယ်တိုင်တတ်သိခံခဲ့တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့သူထောင်ထဲရောက်တဲ့အချိန်မှာတော့ယေရှုကိုတန်တရားဝင်ခဲ့တယ်။ဒုက္ခဆင်းရဲခြင်းခံရတဲ့အခါမှာညှင်းဆဲနှိပ်စက်ခြင်းတွေခံရတဲ့အခါမှာ အလုံးအကင်မရှိတော့တဲ့အခြေအနေမှာစိတ်ပျက်စရာအခြေအနေတွေကြုံတွေ့ရတဲ့အခါမှာပြဿနာခက်ခဲတွေရင်ဆိုင်ရတဲ့အခါမှာသခင်ယေရှုပေါ်မှာကျွန်တော်တန်တရားဝင်မိတတ်ပါတယ်။ဒါကြောင့်မို့သခင်ယေရှုကဒီပါရိဇန်ဆရာယောဟန်တပည့်နှစ်ယောက်ကိုဗာပြောလဲဆိုတော့ငါလုတ်တဲ့ကျမ်းမာခြင်းတွေငါလူတွေကိုလွတ်မြောက်စေတဲ့အရာတွေကိုမင်းတို့ဆရာကိုပြန်ပြောလိုက်ပါ။နောက်ဆုံးပြောတဲ့စကားလေးကတော့သခင်ယေရှုကပြောလဲဆိုရင်နော်ယေရှုကငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏လို့ဖော်ပြပါတယ်။ ငါကြောင့်စိတ်မပြတ်ဘူးဆိုရင်အဲ့ဒီလူကမင်္ဂလာရှိပါလေ။ဒါကြောင့်မို့ကျွန်တော်တက်တာထဲမှာခရစ်တော်ကြောင့်ကောင်းခြင်းမင်္ဂလာကိုခံရသလိုခရစ်တော်ရဲ့ဒုက္ခဆင်းရဲခြင်းကိုလည်းဆက်ဆံသောသူတွေဖြစ်ပါလေ။ယုံကြည်သူဆိုတာကခရစ်တော်ရဲ့ဒုက္ခဆင်းရဲခြင်းကိုဆက်ဆံသောသူတွေဖြစ်တယ်ဆိုတာကိုမမေ့ဖို့ဖြစ်ပါလေ။ကောင်းခြင်းမင်္ဂလာကိုဘုရားသခင်ရဲ့လက်မှခံရတဲ့အခါမှာဝမ်းမြောက်တဲ့ကဲ့သို့ခရစ်တော်နဲ့ဆက်ဆိုင်တဲ့ဆင်းရဲခြင်းကိုခံရတဲ့အခါမှာလည်းကျေနပ်စွာခံယူတတ်ဖို့ဝမ်းမြောက်တတ်ဖို့အင်မတန်အရေးကြီးပါလေ။ယုံကြည်သူဖျားသားသမီးတယောက်ကခရစ်တော်နဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုရော ခရစ်တော်နဲ့ဆက်ဆိုင်တဲ့ဆင်းရဲခြင်းကိုရောခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ခရစ်တော်ရောကြောင့်ခံရတဲ့ဆင်းရဲခြင်းကမင်္ဂလာရှိပါတယ်။ကောင်းကင်ဘုံမှာကျွန်တော်တို့ရဲ့အချို့ကကြီးမားပါတယ်။ကျွန်တော်တို့အသက်တာထဲမှာခရစ်တော်ကြောင့်ဆင်းရဲဒုက္ခခံရတဲ့အခါမှာမနစ်သက်စရာအခြေအနေတွေကြုံတွေ့ရတဲ့အခါမှာစိတ်မပြတ်ဘဲနဲ့ခရစ်တော်ကြောင့်ခံရတဲ့ဆင်းရဲခြင်းကမင်္ဂလာရှိသောဆင်းရဲခြင်းလို့မှတ်ယူပြီးတော့အသက်ရှင်တတ်သောယုံကြည်သူဖျားသားများဖြစ်စေဖို့အတွက် ဝင်ကားလိုက်ပါတယ်အားလုံးပေါ်မှာအပြည့်ရှင်ကောင်းကြီးပေးပါစေ